ကဲပန္တတိပန္တရဲ့အပေါ်ဆုံးအဖြစ်ကလေးကိုပြောစမ်းပါပန္တတိပန္တလုံလာတဲ့ပုဂ္ဂိုလ်ကလုံးဝခွင်လွတ်ချွတ်လောက်တာတော့မဟုတ်ဘူးဘဝတစ်ခုမှာပန္တတိပန္တသူများတဲ့တည်းတတ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာကုသကံတခြားကုသကံတွေရဲ့အကျိုးနဲ့လူ့ဘဝရောက်လာပြီဆိုရင်သူလုံခဲ့တဲ့ပန္တတိပန္တစေရနာရချိမနေဘူးအားဖြင့်လေအဲ့ဒီပုဂ္ဂိုလ်ကငယ်ငယ်နဲ့သိရအောင် ခုခေတ်မရှိဘူးလားငငယ်နဲ့သိတာပြည့်နော်မွေးတဲ့ယောဂနဲ့မွေးလာတဲ့တလူတွေရှိတယ်လေမွေးလာတဲ့ယောဂတွေနဲ့ဒုက္ခတွေရောက်လာတချို့ဆိုလို့ရှိရင်မိခင်ရဲ့ဝန်ထဲမှာတည်သေးသွားတယ်တခြားเจ้าကြီးပြောကြတာပေါ့ตาလျှောသွားတယ်ဘာဖြစ်တယ်သူညာဖြစ်တယ်အမှန်သူလောက်ခဲ့တဲ့ပဏာတိပတ္တခံအတိတ်ပဲ သူလုတ်ခဲ့တဲ့ပါဏာတိပါဒခံကြောင်းဘုလို့တချို့ဆိုရင်ကလလအရေးကြီးအဆင့်ကတည်းကတည်သွားအတချို့ကြတော့ကလလအရေးကြီးကနေအကောင်အထည်ဖြစ်လာတဲ့အခါတည်သွားတယ်အတချို့ကြတော့မွေးမွေးချင်းတည်သွားတယ်နော်ချို့ကြတော့မွေးပြီးအသက်ရှင်ပြီးတိတ်မကြဘူးတည်သွားတယ်အတချို့ကြတော့အရွယ်ကောင်းဆုံးတည်သွားတယ် လောကကြီးမှာဒီလိုဟာတွေရှိတယ်ရှိတဲ့အခါကျတော့လူတွေကတော့ဘာကိုစွဲကြလဲလို့ဆိုလို့ရှိရင်ဘုသူ့ကြောင့်ဘယ်ဝါကြောင့်ဒီလိုပြောကြတယ်ဘာယောဂါကြောင့်ဆိုပြီးယောဂါစွဲတယ်ဘာကြောင့်တည်ရတယ်ဘာကြောင့်တည်ရတယ်နဲ့အကြောင်းတရားတွေတော့လိုက်စွဲကြတယ်တကယ်ကတော့လက်တယ်ကဘသူလဲလို့ဆိုရင်သူ့လောက်ခဲ့တဲ့ဖန္တတိပတ္တကမြတ်စွာဘုရားအဲ့ဒါပြောတာနော်ဒီကုန်းကမြတ်စွာဘုရားကဘာဟောတာလဲ ယောတဘလဟုသောပါဏာတိပါတ္တဝိပါကောအပေါ်ဆုံးပါဏာတိပါတ္တရဲ့အကျိုးလေးကိုပြောစမ်းပါဆိုမနုဿဘုဒ္ဓတ္တအပ္ပယုကတာဝတ္တိကောလူဖြစ်လာရင်တောင်အသက်တိုးတယ်တဲ့အသက်တိုးစေနိုင်တယ်လို့သူပြောတာအဲ့တော့အဲ့ဒီအချိန်လေးမှာသွားပြီးတော့အသက်ရှိပါစေအသက်ရှိပါစေဆိုရှိမှာမဟုတ်ဘူးပါဏာတိပါတ္တရှိတဲ့လူကသိမှာပဲမြင်မြင် ငယ်နဲ့ယောဂဖြစ်ပြီးကြွတာပဲအဲ့ဒါဒီလိုပြောတာအဲ့ဒါကြည်လောကလူတွေအသက်တိုကြတာဩပါဏာတိပါဒမလုံခဲ့ကြပဲကိုဒီလိုပဲတွေ့ရကိုမိသားစုတွေမှာငငယ်ရွယ်နဲ့တည်သွားတာတွေတွေ့လိုက်ဩပါဏာတိပါဒမလုံသူများမိသားစုမကြည့်နဲ့ဘုန်းကြီးတို့မိသားစု7ယောက်ရှိတဲ့ထဲ2ယောက်က တယောက်ကမိခင်ဝမ်းမှာပဲပြတ်ကျသွားတယ်ဒါကြားဘူးတာပေါ့နော်ဒါကခေါင်းကြီးတို့ပဲတော်ကြီးမှာတယောက်ကတော့မွေးပြီးတော့နာသားဘလောက်လောက်မှာတည်သွားတယ်နှစ်ယောက်တည်သွားတယ်လို့ဆိုတာသိရအကြီးဆုံးနေတယ်ခေါင်းကြီးတို့ကတော့နံပါတ်6ဆိုတော့မသိလိုက်ဘူးပေါ့သူတို့နောက်တခါခေါင်းကြီးအောက်ကနှမလေးတယောက်က6လ9နှစ်လောက်မှာ ကြောက်ပေါက်ပြီးတော့ဆုံးသွားတယ်။ဒါလည်းအသက်တူသွားတာပဲနိ။ဟောမိသားစုထဲမှာအသက်တူတဲ့လူကတူတာပဲရှည်တဲ့လူကရှည်တာမတူဘူးဆိုတာ။ဟောဒါတွေကအကြောင်းနေတာရှောက်ပြောတာအကြောင်းပေါ်လို့သေးတာအကြောင်းမပေါက်ရင်မသေးဘူးလို့တွက်ကောင်းတွက်လိမ့်မယ်။မဟုတ်ဘူးသေဖို့ဖန်နေလား။လို့ပဲပြော။ဘာဖြစ်ဘာဖြစ်လို့အသက်ရှည်ရမနေရလဲဆိုပါဏတိပါဒ။အဲ့တော့မိသားစု၁၂ယောက်ရှိတဲ့အချိန်မှာ ကိုယောက်ပဲအရွယ်ရောက်တည်ထီအောင်နေရဂျန်နဲ့၃ယောက်ကငငယ်နဲ့ဆုံးသွားတယ်။ဟောဒါအပ္ပယုကတောင်းဥတ္တဏီကုံအောင်လို့ဒီလိုတွေ့ရဒီလိုနားလဲရတခြားမိသားစုတွေမှာလည်းပဲဒီတိုင်းပဲလောကမှာစောစောတည်သွားတာဆိုတာဒီပန္တမြာပန္တိပါဒရဲ့အကျိုးဆက်တွေပဲတန်ဝေကယူเสียပါ့။အေးတို့တွေအခုလိုတက်တူတာနေ တွေ့ရလို့ရှင်အတိတ်ဘဝတို့ကပါဏာတိပါဒကရှိခဲ့တို့တွေတွေပါဏာတိပါဒအမှုမကျွလွန်မိအောင်ဂိူးဆိုင်မှာပဲလို့စိတ်ထဲမှာဒီလိုနှလုံးသားကိုလိုအပ်တယ်